ဒီနေ့ရဲ့နီလန်ကအခုဒီမှာကျွန်တော်ကစပါဘန်မဟုတ်ဘူးဒါပေမဲ့ဒီလိုအမြင့်ပေါ်ကိုတက်လို့ရတယ်ဒီမှာတွေ့လားဗျာဒီအပေါ်တော့အဲ့ဒီပေါ်ရောက်ပြီဆိုလို့ရှိရင်တော့အန်မီကိုလည်း AC လေးကိုပြည့်လို့ရတာပေါ့ဒါရှိတဲ့နေရာကမြေပေါ်ကနေပြမယ်ဆိုလို့ရှိရင်တော့ဒီနားလေးမှာရှိတယ်တပ်ပုံတန်နီကအရန်ကိုလွယ်ကူပါတယ်ဘယ်ကနေတက်မလဲဆိုတော့အခုဒီမှာဒီပုံနီပေါ်ကနေကိုတက်ရမယ်တော်တော်လေးကိုလွယ်ကူတယ်ဗျာအထာလေးတိဖို့တော့အရေးကြီးတာပေါ့โอเคအခုကျွန်တော်ဒီပုံပေါ်ကိုကျွန်တော်တက်လိုက်မယ် ဒီရောက်ပြီဆိုလို့ရှင်ဒီကနေပြီးတော့ကိုဒီအမိုးဘုံကိုပြန်ပြီးတော့ဒီလေထီးနဲ့ကိုခုံလိုက်ဗျာလွယ်တယ်ဗျာတော်တော်လေးလည်းလွယ်တယ်ဒါပေမဲ့တက်ပုံတက်နေတော့ရှိတာပေါ့ဗျာโอเคဒီအပေါ်ကိုဘယ်လိုတက်မလဲဆိုတော့ဒီမှာဒီအပေါ်လေးကိုကိုခုံပြီးတော့ကိုတွယ်လိုက်ဒီနေရာကိုနော်ပြီးသွားပြီဆိုမှအခုဒီမှာဒီကနေကိုပြစ်လို့လည်းကိုရတယ်ဗျာအခုနကျွန်တော်တက်ရှင်းတဲ့အပေါ်ကြတော့ဒီနေရာနေကိုမတက်နဲ့ဒီအရှိန်နေရာကိုတွားလိုက်ဗျာတွားပြီးတော့အဲ့ဒီအတန်းလေးပေါ်ကိုတက်လိုက်โอเค ဒီကနေပြီးတော့ကိုခုံပြီးတော့လေထီကိုကိုနှိပ်လိုက်ဒါဆိုလို့ရှိရင်တော့ကွက်တိပဲကိုတက်ချင်တဲ့အပေါ်ကိုရောက်ပြီးဒါဓမြအန်မီကိုလည်း ACD ကိုပြေလို့ရတယ်နောက်ပြီးတော့ဒီကနေပြီးတော့လေကိုဆင်းမဲ့ဆိုလို့ရှိရင်လည်းဘာမှညစ်စရာအကြောင်းမရှိဘူးနော်ဒီတိုင်းလေးမဲ့ကိုခုံချလိုက်ဗျာခုံပြီးတော့လေထီကိုကိုနှိပ်လိုက်တကယ်ကိုလွယ်ကူပါတယ် Okay ဒီမှာနော်အားရပြီဆိုလို့ရှိရင်တော့လေထီကိုကိုနှိပ်လိုက်ဗျာဒါဆိုရင်နောက်တနည်းကိုသွားလိုက်ရအောင်နောက်တနည်းကတော့အခုဒီမှာသူကလည်းဒီလိုအမြင့်ပဲနော် သူကကြတော့ဒီမှာဒီအမြင့်ဆုံးပေါ်တွေ့လားဗျာအဲ့ဒီပေါ်ဘယ်လိုမျိုးတက်ရမလဲဆိုတော့သူလဲတပ်ပုံတနေ့ကတော့အရန်ကိုလွယ်ကူတယ်မြေပေါ်ကနေပြမယ်ဆိုလို့ရှိရင်တော့ဒီနားလေးမှာရှိတယ်ကျွန်တော်ကတပ်ပုံတနေ့ကိုကျွန်တော်တခြားလေးကျွန်တော်ပြမယ်နော်ဒီပေါ်တက်ရမယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်အခုဒီမှာဒီကနေပြီးတော့ဒီအပေါ်ဆုံးထုပ်ကိုအခုဒီမှာလှေကမ်းနဲ့သွားလိုက်မယ်ဗျာကျန်နေတဲ့ရင်လဲလက်အရှင်နဲ့ကုညီပေးကြပါဦးနော်တက်ခွိုက်လဲနှိပ်ပေးကြပါဦးလေကားပြောင်းနေတယ်အော်ဒီမှာ โอเคကျွန်တော်အခုဒီကနေပြီးတော့ကျွန်တော်ခုံပြီးတော့လေတီးကိုကိုနှိပ်လိုက်မယ်တအားဝေးလို့ရှိရင်လေလေကားနဲ့ကိုသွားရမှာတော်တော်လေးဝေးတော့မယ်လေဒါကြောင့်အခုကျွန်တော်ဒီတိုင်းကိုကျွန်တော်လာပါနောက်တစ်ခုလေကားကြတော့အခုဒီမှာကျွန်တော်အရှိလေးမှာအော်ဟိုမှာတွေ့ပြီဗျာဒီမှာဒါဆိုလို့ရှိရင်ကျွန်တော်အခုဒီအပေါ်ဆုံးကျွန်တော်တက်လိုက်မယ်အဲ့ဒီအပေါ်ဆုံးရောက်ပြီဆိုလို့ရှိရင်လေသူကားဒီမှာဒီအမိုးပေါ်ကိုခုံတက်ရမယ်ဒီအမိုးလေးဒီကနေပြီးတော့ကိုခုံပြီးတော့ကိုလေတီးကိုကိုနှိပ်မယ်ဆိုလို့ရှိရင်တော့မရောက်ဘူး ဒါကြောင့်ကိုဘယ်လိုမျိုးကိုသွားရမလဲဘယ်လိုမျိုးသွားရမလဲဆိုတော့ဗျာဒီဘက်ခြံကိုသွားလို့ရပါတယ်ဒီနေရာကတော့တက်ပြီးတော့အဆင်ပြေဘူးပေါ့ဘယ်လိုမျိုးကိုသွားရမလဲဆိုတော့ဒီတောင်းနေရာကိုသွားလိုက်ဒီတောင်းနေရာလေးကိုအဲ့ဒီတန်းပေါ်လေးကိုတက်လိုက်ပြီးလို့ရှိရင်ဒီကနေပြီးတော့ကိုခုံပြီးတော့လေတီးကိုနှိပ်လိုက်လာဆိုလို့ရှိရင်တော့ကွက်တိပဲပြီးသွားပြီဆိုလို့ရှိရင်တော့အခုဒီမှာကိုတက်ချင်တာဒီအပေါ်တော့ဒီကနေပြီးတော့လဲကိုအေးစရေးကိုအနမီကိုပြေးလို့ရတယ်ဒါပေမဲ့အဆင်ပြေဘူးလေတုံတုံအနမီကကိုတွေးရတယ် ဒါကြောင့်ဒီဘောကိုဘလို့တတ်မလဲဆိုတော့ဒီကနေကိုခုံလို့မရဘူးတွေ့လားဗျာအထာလေးတော့ရှိတယ်နော်ကိုဒီအပေါ်လေးကိုကိုပြန်တက်လိုက်ဒီအမြင့်ဆုံးဘောโอเคဒီရောက်ပြီဆိုလို့ရှိရင်တော့ဒီကနေကိုခုံပြီးတော့လေထီကိုဖွင့်လိုက်ဒါဆိုလို့ရှိရင်တော့ကွက်တိပဲအခုနကျွန်တော်ပြရတဲ့ဒီအောက်နေရာကနေကြတော့မရဘူးနော်သူ့ရဲ့အမြင့်နေရာကြတော့ရတယ်နော်ဘယ်နေရာမဆိုးနီးလဲတော့နည်းနည်းရှိတာပေါ့ဗျာโอเคဒီကနေပြီးတော့ကိုအန်မျိုးကိုအေးစစ်ကိုပြည့်ပြီးလို့ရှိရင်တော့ကိုပြန်ပြီးတော့အိတ်ချပြီးတော့ကိုနေလိုက်ဘုံနဲ့ပါနဲ့ပြည့်မယ်ဆိုလို့ရှိရင်တော့တောင်းတန်းအန်မီနဲ့ကိုမသိရတော့ဘူးလေ ဒါဆိုလို့ရှိရင်နောက်တနည်းကိုသွားလိုက်ရအောင်နောက်တစ်ခုကတော့အခုဒီမှာကိုကဒီညမှာရှိတဲ့အနီမီကဒီအပေါ်ဆုံးမှာအခုကျွန်တော်ပြမယ်ဗျာမြေပေါ်ကနေပြမယ်ဆိုလို့ရှိရင်တော့ဒီနားလေးမှာဘယ်လိုမျိုးလဲဆိုတော့အခုဒီမှာကျွန်တော်ကဒီဒုတိယအထပ်မှာကျွန်တော်ရှိနေတယ်အနီမီကဒီတတိယအထပ်လေးမှာကျွန်တော်ချီတံကိုသူကကြာလို့သူကစောင့်နေတယ်ဗျာဒီတောက်လေးမှာပေါ့ဒါဆိုလို့ရှိရင်ဒီအနီမီကိုကိုဒီကနေတတ်မယ်ဆိုလို့ရှိရင်လည်းအဆင်ပြေဘူးဘယ်လိုမျိုးကိုတတ်မလဲဆိုတော့အခုကျွန်တော်ပြမယ်ဒီဘက်ချန်နယ်ကိုသွားလိုက်ဗျာဒီအပြင်ဘက်လေးကို ပြီးပြီဆိုလို့ရှိရင်ဒီဘေးနားဒီတန်းလင်းပေါ်ဘေးဓာတ်လေးခုံတလိုက် ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာတွေ့လာဗျာကိုယ်ရည်ရနေရာလေးအဲ့ဒီနေရာလေးကိုခုံပြီးတော့ကိုတွယ်လိုက်ဒါဆိုလို့ရှိရင်တော့အခုနကျွန်တော်မြင်ရတဲ့အန်နမီကိုအေးစလေးကိုပြစ်လို့ရပြီစမ်းကြည့်ပါတန်ရမုတ်တန်ရတော့အတုံးဝင်ပါလားဗျာအခုကျွန်တော်ပြတဲ့အတိုင်းလေးပဲအန်နမီကအဲ့ဒီနားမှာရှိခဲ့မဲ့ဆိုရင်ဒီနည်းလမ်းအတိုင်းပဲလုပ်ကြည့်အန်နမီကလုံးဝကြောင်သားမှတေးကြတယ်အဲ့ဒီစီးပြတော့လည်းအားလုံးကိုကျွန်တော်ဒီကနေ့မှကျေးဇူးတင်ပါတယ်။ကျန်တဲ့တိုင်းလက်အရှင်လက်ကူညီပေးကြပါဦး။ Subscribe လေးနှိပ်ပေးကြပါဦးနော်။ ဒါဆိုလို့ရှိရင်နောက်ဗီဒီယိုမှာပြန်လဲတွေ့ကြရပါဗျာ